ခွန်ကြီးတို့တွေနေ့စဉ်ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ကြည့်အဲ့ရကနိုးထလာတဲ့အချိန်ကလေးကစဉ်းစားခြင်းဆိုတာစလာစိတ်ထဲနှလုံးထဲမှာအာရုံတစ်ခုရောက်လာလို့ရှိရင်စဉ်းစားတယ်အဲ့ဒီစဉ်းစားတယ်ဆိုတဲ့နေရာမှာဘာတွေစဉ်းစားတာတော့ သုံးမျိုးခွဲပြီးတော့သုံးမျိုးကိုနှစ်ပိုင်းခွဲပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်ကောင်းတဲ့စဉ်းစားမှုနဲ့မကောင်းတဲ့စဉ်းစားမှုဆိုတာရောက်လာဖြစ်တယ်အေးဘဝပေါ်မှာစဉ်းကျင်သုံးသပ်ရင်လောကလူတွေဟာ business များ ပစ္စည်းဥစ္စာတွေကိုရှာကြဖွေကြတာဖြစ်တယ်။ရှာလို့ဖွေလို့ကိုယ်အနေနဲ့လွယ်တကူမရဘူး။ရတဲ့ပုဂ္ဂိုလ်ကြီးရသွားလို့ရှင်ထိုရတဲ့ပုဂ္ဂိုလ်ကြီးရဲ့ပစ္စည်းဥစ္စာပေါ်မှာစိတ်ထဲမှာဘလို့တွေးမိတတ်တုံဆိုရင်သူပစ္စည်းဟာငါပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုလိုချင်တဲ့လောဘနဲ့တွေးမိသွားတတ်တယ် အဲ့ဒါကိုအဘိဇာလို့ခေါ်တယ်အဘိရှေးရှုဇာစိတ်ကူးကြံစီတဲ့လောဘလို့ပြောသူမြတ်ပစ္စည်းကိုငါဟာဖြစ်ရင်ကောင်းမှာပဲဆိုတဲ့အတွေးဟာလူတွေမှတွေးမိတတ်တယ်တဲ့အဲ့ဒီတွေးတာဟာလောဘရဲ့တွေးဖြစ်လို့တမန်လောဘနဲ့မတူပဲကိုယ်ပစ္စည်းကိုလိုချင်တဲ့လောဘနဲ့မတူပဲနဲ့ သူများပစ္စည်းကိုကိုပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေ့အကြုံအဘိဓါန်ဆိုတဲ့မနောကံမနောဒုစရိုက်ဖြစ်သွားတယ်။သူကကံအရာမြောက်သွားပြီးတော့အကျိုးပေးနိုင်စွမ်းရှိသွားတယ်။အဲ့လိုတွေးလိုက်တာနဲ့ပဲအကျိုးပေးသွား။အကျိုးပေးဖို့ရင်ထဲနှလုံးထဲမှာမျိုးစိတ်သဖွယ်တည်ရှိသွားတယ်။ထို့တူပဲမိမိမကျေနပ်တဲ့ပုဂ္ဂိုလ် မကျေနပ်လို့တစုံတစ်ခုအခဲမကျေဖြစ်နေတဲ့ပုံကိုယ်ဒီအာယုန်ထဲမှာရောက်ရှိလာတဲ့အခါမှာဒီလူပြည့်စည်သွားရင်ကောင်းမှာပဲဒီလူသေသွားရင်ကောင်းမှာပဲဆိုတော့အတွေ့တွေ့တာပြာပါရလို့ခေါ်တယ်။တာမန်မိသားစုဒေါသဖြစ်လို့စိတ်ဆိုးတာမျိုးကပြာပါရမဟုတ်ဘူးဒေါသတော့ဟုတ်တယ် ဒါပေမဲ့မနောဒုစရိုက်ဆိုတာမဖြစ်ဘူးမနောကံဆိုတာမဖြစ်ဘူးတည်သွားရင်ကောင်းမှာပဲဒီလူလောကကြီးကပျောက်သွားရင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးကြတော့မနောကံမနောဒုစရိုက်ဖြစ်သွားပြီဒါလည်းပဲကံမျိုးစိဖြစ်သွားတယ်ရှင်နေမှာစေရနာမဟုတ်ဘူးပြာပါရဆိုတဲ့ဒေါသကံဖြစ်ရောက်သွားတယ်နောက်တစ်ခုကတော့ မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုစဉ်းစားလိုက်တယ်။အေးမချိမနှက်ဆရာတွေတွေ့တယ်ဘာလို့ဆိုရင်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူး။နော်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူး။မကောင်းတဲ့လူတွေလည်းကောင်းစားနေကြတာပဲ။အဲ့တော့လောကမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားဟာ မှန်ကန်တာမဟုတ်ဘူးမကောင်းတဲ့လူတွေလည်းကောင်းစားနေကြလို့ကံကံဤကျိုးညှင်းပယ်ပြီးတော့ကံတရားကိုလက်မခံတဲ့အတွေ့အများတွေ့မိသွားလို့ရှင်မိစ္ဆာဒိဋ္ဌိဆိုဖြစ်တာဒီဘဝဒီကိုယ်ဆံနောင်ဘဝနောင်ကိုခံဘဝဆိုတာနောင်ဘဝဆိုတာရှိတာမဟုတ်ဘူးရှိလေကိုယ်လည်းသိတာမဟုတ်ဘူးလို့ တော်မဝကိုတရားဝင်အတိမမပြုဘဲနဲ့ဓမ္မလောကကိုညင်းပယ်မယ်ဆိုလို့ရှိရင်လေမိစ္ဆာတ္တိဖြစ်သွားနော်မိစ္ဆာတ္တိဖြစ်သွားလောကလူတွေဟာတည်သွားပြီးတဲ့နောက်ပြန်မွေးတယ်ဆိုတာမရှိပါဘူး။ဘာကြောင့်လို့လူတွေတည်သွားပြီးတဲ့နောက်တခါမှပြန်တွေ့ရတာမရှိဘူး။ပြန်မတွေ့ကြတော့တည်သွားပြီးပျောက်ွယ်သွားတယ်လို့ပဲ။ ဒီလိုယူဆတွေးတောမိပဲဆိုလို့ရှိရင်လည်းပဲဒါဟာမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်မနောကံအရာမြောက်သွားတယ်ရှင်နေနှလုံးသွင်းမှာဖြစ်တာနဲ့မနောထုဆိုင်ဆိုတဲ့အတ္တမမမှန်ကန်တဲ့အတွေးတွေဖြစ်သွားပြီဒါကလည်းအကျိုးပေးသွားနိုင်ပေါ့မကောင်းတဲ့ဘက်မှာဒီလိုဆုံးလို့ပေါ့နှုတ်ကနေပြီးတော့ ပြောဆိုကြတဲ့အခါမှာတယောက်နဲ့တယောက်ဆုံတွေ့လို့နှုတ်ကနေပြောဆိုကြတဲ့အခါမှာမမှန်ကန်တာကိုမမှန်ကန်မှန်သိပဲသားနဲ့သူတလွဲမှတ်သွားလာအောင်မှတ်သွားအောင်မှတ်သားသွားအောင်မမှန်မကန်ပြောဆိုလိုက်တယ်မမှန်မကန်လုတ်ပြလိုက်တယ်တလွဲနားလဲသွားအောင်စေရနာနဲ့လုတ်ပြလိုက်တယ်နေနေလို့ပြောတာမူတာဝါဒ ပါဇာကလိမ်မမဟုတ်ဘူးမမမကန်နားလဲတော့တခုလုတ်ပြလိုက်တာလိမ်လေးလှဲစားလိုက်တာတစ်ဖက်သားကကိုလှဲစားတဲ့အတိုင်းယုံသွားပြီဆိုလို့ရှိရင်ဩမုဒ္ဒဝါရဆိုတဲ့ပစီကံဖြစ်သွားပြန်နော်ပစီကံဖြစ်သွားအေးတယောက်နဲ့တယောက်ခင်ငယ်မင်မင်ရှိနေတာကိုတုံးတဲ့သူအထင်လွဲသွားအောင် ဖက်ပိုက်လို့ခေါ်တယ်။ကွယ်ရမှာအတင်းပြောပြီးတော့သူနဲ့သူမတက်အောင်ပြောလိုက်လို့တဖက်သားကတုံနဲ့သူအဆင်မပြေဖြစ်သွားပြီးကိုယ်ကတော့ကျေစုတင်တယ်ဆိုတဲ့အနေထားမျိုးရောက်သွားလို့ရှင်ပိတုဏဝါစာလို့ခေါ်တယ်ဝစီဒုစရိုက်ဖြစ်သွားပြန် နောက်တစ်ဖန်လူတွေမကြင်တတ်တဲ့အခါကျတော့နေမင်းကဆာဆဲကြတယ်။ရိုင်းဆိုင်တဲ့စကားကိုပြောတယ်။ဆဲတယ်ဆိုတာအမျိုးဆုံးရှိတယ်။ရောဂါနဲ့အမိတက်ပြီးဆဲတာလဲဆဲတယ်လို့ခေါ်တယ်။အသားရောင်နဲ့အမိတက်ပြီးဆဲရင်လဲဆဲတယ်လို့ခေါ်တယ်။သဘာဝရောဂါနဲ့အမိတက်တဲ့အခါကျတော့အမျိုးသမီးတယောက်ကိုဆဲတဲ့အခါ မိရပိမိရချောင်းလို့ပြောလို့ရှင်ဒါလည်းဆဲရရောက်တယ်။ယောက်ျားတယောက်ကိုဆဲပြီဆိုရင်ဒူလာလို့ပြောရင်ဒါလည်းဆဲရရောက်တယ်နော်။ဖုဒ္ဓဝါစာလို့ခေါ်တယ်။ပါဇက်ကနေထုတ်ပြီးဆဲမှမဟုတ်ဘူး Facebook ထဲမှာရေးပြီးတင်လိုက်လို့ရှင်လေဝစီဒုစရိုက်ပဲဖြစ်တယ်။နှုတ်ကပြောတဲ့ဝစီဒုစရိုက်မဟုတ်ဘူး။ လက်နဲ့ဖော်ပြတဲ့ဝစီထုဆရာသို့တော့အဲ့ဒါလည်းဝစီကံထဲမှာထည့်ရဖော်လို့ဖော်လိုက်တာကတော့နှုတ်နဲ့ဖော်တာပဲဒါပေမဲ့ဒါကိုဝစီကံလို့ပဲခေါ်အဲ့ဒါလို့လောကကြီးမှာမကောင်းမှုအကုသိုလ်ဆိုရဲအတ္တမနှုတ်နဲ့ကျွလွန်ညာဖြစ်ကောင်းကျိုးချမ်းသာကိုပေးနိုင်စွာမရှိတဲ့အကြောင်းအရာတွေကို လူတွေအထင်လွဲအောင်အမှန်ထင်အောင်အကျိုးမဲ့စကားတွေကိုပြောဆိုမယ်မဟုတ်တဲ့တရားတွေကိုပြောဆိုမယ်ကောင်းကျိုးရှိတဲ့ရောင်ရောင်ထုတ်ဖော်ပြီးတော့အကျိုးမရှိတဲ့စကားတွေနဲ့အချိန်ဖြုံးစေမယ်လူတွေအသိဉာဏ်ကိုမှိုက်တိုက်မယ်ဆိုရင်တပ်ဖတ်ပါဖြစ်ပြအဲ့ဒါဝစီကံတို့ခေါ်တဲ့အကုသိုလ်တွေကိုယ့်ရင်ထဲမှာဖြစ်လာတယ် ဲ့တော့တမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်အကုသိုလ်မလုပ်ဘူးလို့ထင်ကောင်းထင်ရလိုက်ပဲအကုသိုလ်မလုပ်ပါဘူးဈေးအောင်စားတာပါဈေးအောင်ရင်ရောအကုသိုလ်တွေမဖြစ်ဘူးလားဆိုနော်ဈေးအောင်ရင်လည်းမမှန်မကန်လို့ရင်အကုသိုလ်တွေဖြစ်တာစိတ်ထဲကအတွေးတွေမှာအကုသိုလ်တွေတွေ့မိလို့ရှိရင်အကုသိုလ်တွေဖြစ်လာအကာယကမြောက်အနေနဲ့ကြတော့သူများတဲ့တတ်အောင် သူများသက်တပ်ဖို့ကြိုးစားတယ်သို့မဟုတ်လူတယောက်အသက်ဆုံးမသွားခိုင်းစေတယ်ဆိုရင်ပဏ္ဍိပတ္တကထိုက်သူများဥစ္စာမမမကနီးတွေနဲ့ရအောင်ယူတယ်အဲ့လိုယူတယ်ဆိုလို့ရှိရင်အရိဏဒါနာဖြစ်တယ်ကာမိတုမိစ္ဆာစာရကီ မိသားစုမိဘတွေဆောင်းရှောက်မှုမကင်းနဲ့အိမ်တော်မရှိတဲ့အမျိုးသမီးပဲဖြစ်စေသို့မဟုတ်အိမ်တော်ကြပြီးသားအမျိုးသားအမျိုးသမီးပဲဖြစ်စေကာမိတ္တမိစ္ဆာစာရကျွလွန်လို့ရှိရင်ကာမိတ္တမိစ္ဆာစာရဖြစ်တယ်လို့အဲ့ဒီအကုသိုလ်ကံတွေဟာပါဏာတိပါဒရောအရိဏာဒါနာရောကာမိတ္တမိစ္ဆာစာရရောဆိုတာ ကာမိတုမိစ္ဆာစာရကတော့အလွန်သိတာဉာဏ်နဲ့လို့ပြောမုသပဏ္ဏိပတ္တကလည်းသိတာဉာဏ်နဲ့အရိဏဒါနကြတော့အလွန်သိမ့်မွေးတယ်လို့ပြောအမတ်တမဲ့သူများပစ္စည်းပစ္စည်းတခုလိန်ရောင်းလိုက်တာနဲ့ပဲအရိဏဒါနလည်းဖြစ်သွားတယ်ပေါ့နော်အဲ့ဒီလိုဟာမျိုးတွေကို့မှာအပြစ်မကင်းတဲ့လောက်ရတဲ့ ခုပြောခဲ့တဲ့အကြောင်းအရာတွေကိုပါပလို့ခေါ်တာဆဲဒုက္ခရှိတဲ့စီကိုပို့ပေးတတ်တယ်မကောင်းမှုအကုသိုလ်လို့ဒီလိုပြောတာမကောင်းမှုအကုသိုလ်ဆိုတာဖရာကမကောင်းမှုအကုသိုလ်လို့ပြောလို့မကောင်းမှုအကုသိုလ်ဖြစ်တာမဟုတ်ဘူးတဘာဝကိုကဒါတွေလုံလို့ရှင်ဆိုးချိုးဖြစ်တယ်ဥပမာမဲ့မိဟာပူစေဆိုလို့ပူတာမဟုတ်ဘူးသူ့တဘာဝကပူ မိကိုထိတဲ့ကင်တဲ့ပုဂ္ဂိုလ်တိုင်းဟာမိလောင်ခြင်းပူလောင်ခြင်းခံရမှာဒါသဘာဝပဲဖြစ်တယ်အကုသိုလ်ဆိုတာလဲထို့တူပဲမိမိရဲ့ရင်ထဲနှလုံးထဲမှာအကုသိုလ်ဖြစ်လာပြီဆိုလို့ရှိရင်ထိုအကုသိုလ်ကဖြစ်ပေါ်စေတဲ့အကျိုးတရားဟာစိုးကျိုးတာလည်းဖြစ်တယ်ဥပမာပါနဲ့စဉ်းစားရမလဲလို့ဆိုရင်မတည့်တဲ့အစာကိုစားလိုက်ပြီ ကိုယောဂနဲ့ပဲဖြစ်စေကိုခန္ဓာကိုယ်နဲ့ပဲဖြစ်စေမတည့်တဲ့အစာစားမတည့်တဲ့အစာစားလိုက်လို့ဘိုင်းနာမဲဝမ်းလျှောက်မဲအ ਨੇ ဆုံးယောဂရှင်ယောဂတိုးလာမယ်အစာအာဟာရတည်ပင်နေဆိုးကျိုးကိုဖြစ်ပေါ်စေဆိုးကျိုးဖြစ်စေရှင်ဒီယုတ် ရုပ်တရားကပဲဆိုးကျိုးပေးနိုင်သေးတာစိတ်ထဲမှာဖြစ်တဲ့ဟာလည်းပဲထို့တူပဲဥပမာမဲ့စိတ်စားမိရင်ခန္ဓာကိုယ်ထိခိုက်ရုပ်ခန္ဓာကိုယ်မှာအစိတ်တင့်တဲ့အခါပူလောင်မှုခံခုနအကုသိုလ်တွေကြစိတ်ကိုအစိတ်တင့်နေတာပဲဖြစ်တယ်ကိုယ်စိတ်ထဲမှာအစိတ်တင့်သွားတာ လူရဲ့စိတ်ဟာတမန်အဖြစ်ချူစင်းနေတယ်ချူစင်းနေတဲ့စိတ်ကလေးကိုအယောင်ဆိုးပေးလိုက်တယ်လူကျင်စိတ်တွေဖြစ်လာတယ်မုန်းလိစိတ်တွေဖြစ်လာတယ်အမှန်မသိတဲ့စိတ်တွေဖြစ်လာတယ်မမနာတွေဖြစ်လာတယ်အိတ်သာဆိုတာမနာလိုမှုတွေဖြစ်လာတယ်မစ္စရိယဆိုတဲ့ကိုးစားချိပွားလို့တဲ့ခြင်းမြောင်းတဲ့အတွေ့တွေဖြစ်ပေါ်လာတယ် အဲ့ဒီအကုသိုလ်တွေဟာစိတ်ကိုပျက်စီးစေတတ်တဲ့အကုသိုလ်တွေဖြစ်လို့စိတ်ရဲ့ပွင့်စင်းနေလို့ပြောလို့ရတယ်။စိတ်ကိုအစိတ်တောက်ဖြစ်စေတတ်တဲ့အရာအဲ့ဒီစိတ်ထဲမှာအစိတ်တောက်ဖြစ်သွားပြီဆိုလို့ရှင်ဒီအစိတ်တောက်ရဲ့ဆိုးကျိုးဆိုတာလာတာအစိတ်ဆိုတာတနည်းနည်းနဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေတယ် ထို့တူပဲယင်내ဖြစ်သွားတဲ့လောဘယင်내ဖြစ်သွားတဲ့ဒေါသအစိတ်ပဲအဲ့ဒီအစိတ်ဟာဆိုးကျိုးပဲဖြစ်ပေါ်စေအမှန်တရားထားကြည့်ဒေါသဖြစ်တဲ့လူတယောက်ဟာမကြည်မချမ်းဖြစ်နေတာဒါအစိတ်တင်နေတယ်လို့ခေါ်တာနော်အစိတ်တင်တဲ့သရဝါတူဟာအငြိမ်းမနေနိုင်ဘူးစိတ်ထဲမှာဒေါသဖြစ်လို့ရှိရင်ဒါအစိတ်တင်သွားတာခေါ်တယ် တဏှာကြီးညည်းရလာတယ်မပြောသင့်တဲ့စကားတွေပြောလာတယ်တမာအဖြစ်မပြောရတဲ့စကားတွေပြောလာတယ်မလုံးဝနဲ့အလုပ်တွေလုပ်လာဒေါသဆိုတဲ့အစိတ်တင့်သွားပြီရှင်လူဟာယူနှမ်းသွားခြင်းဒေါသဆိုတဲ့အစိတ်ကြောင့်မဖြစ်တင်တာတွေဖြစ်သွားခြင်းဆိုတာဒီဘဝတည်းမဲ့ဆိုးကျိုးတွေပေါ်လာဖြစ် ဒါကြောင့်မို့လောဘဆိုတာလဲအစိတ်တစ်မျိုးပဲဒေါသဆိုတာလဲအစိတ်တစ်မျိုးပဲမောဟရိမမနာရိအိတာရိဝိစရိယရိဆိုတာစိတ်တစ်မျိုးပဲရှင်တဲ့နှလုံးထဲမှာ ဖြစ်လာပြီးစိတ်ထဲမှာပေါ်လာပြီးဆိုရင်ဖြူစင်တန်ရှင်းတဲ့စိတ်ကလေးဟာအစိတ်တောက်ဖြစ်ပြီးမကြမ်းမမှဖြစ်သွားတာပဲဒါသိချာအဲ့ဒီမကြမ်းမမှဖြစ်သွားတာသူကသူဖြစ်ပြီးပြောင်းသွားတာမဟုတ်ဘူးမျိုးစိတ်ကလေးတွေဖြစ်သွားတယ် အတီးတီးပြီးဆိုလိုက်တာနဲ့တပြိုင်နဲ့အတီးထဲမှာအစိတ်လေးတွေပါလာအဲ့ဒီအစိတ်လေးကရင့်လာတဲ့အခါဘာဖြစ်လဲပင်ပေါက်စေတာပဲဖြစ်ဘုန်းကြီးတို့တွေရဲ့ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟတွေဟာအပင်ပေါက်ဖို့အတွက်မျိုးစေ့ချနေတာပဲဖြစ်တယ်ပေါ့ဒါကြောင့်တမာအဖြစ်လူတယောက်ဟာကောင်းတာလုပ်နေတယ်လို့ဆိုတော့လေကိုယ့်ဘကိုယ်ကိုယ်စိတ်ကို ကိုစမ်းစစ်ကြည့်ရမှာဖြစ်တယ်။ငါစိတ်ဟာလောဘနဲ့တွဲနေသလားဒေါသနဲ့တွဲသလားမောဟနဲ့ကိုစိတ်ကိုမင်းတို့ချက်ကဆိုတာစိတ်ကိုစစ်ဆေးကြည့်ရ။တမန်အဖြစ်တော့ကိုဟာလူတော်လူကောင်းတယောက်လို့ပဲမြင်ကြမှာပဲကိုကိုလူတော်လူကောင်းဘုရားမလုပ်ဘူးလို့ထင်ကောင်းတယ်။သောတော်ရင်နဲ့နှလုံးထဲမှာအကုသိုလ်တွေဖြစ်နေလို့ရှိရင်ငါတို့ စိတ်တောက်နေလုံနေတာပဲကိုအဲ့ဒါကိုစဉ်းစားတတ်ဖို့လိုအပ်တယ်ပေါ့ရှင်နဲ့နှလုံးနဲ့ဖြစ်နေတဲ့အကုသိုလ်တရားတွေကိုရှင်းချဖို့ရစ조사မှာကိုအဲ့လိုရှင်းချတဲ့အခါမှာတတိထားပြီးတော့ရှင်းချတယ်ဆင်ញင်တော်တရားနဲ့ရှင်းချတယ်ကိုကျင့်သီလနဲ့ရှင်းချတယ် မိမိရရှိထားတဲ့ဘောတုတ္တရနဲ့ဆင်ញင်သုံးသပ်ပြီးရှင်းချတယ်အသိပညာနဲ့ရှင်းချတယ်ဆိုတာလောက်ရမှာဖြစ်တယ်အဲ့ဒါလို့မလုပ်လို့ရှင်ပုံမှန်အဖြစ်ဒီအာယုန်နဲ့တွေ့ရင်လောဘဖြစ်ရမယ်အာယုန်ဆိုလောဘဖြစ်တာဒေါသဖြစ်စရာအာယုန်ဆိုဒေါသဖြစ်လာအဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှင်လောဘဒေါသဆိုတဲ့ကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတွေဟာတမာအဖြစ်ဖြစ်ပြီးပျောက်ပြက်သွားတာမဟုတ်ခဲနဲ့ မျိုးစေ့တွေဖြစ်သွားကြအဲ့ဒါကိုပဲကံလို့ခေါ်တာဖြစ်တယ်ဩမြတ်စွာဘုရားကတတိပိဆုံးမတယ်လူတိုင်းလူတိုင်းဟာအာယုန်တစ်ခုနဲ့တွေ့လို့ရှိရင်အကုသိုလ်လားကုသိုလ်လားစိတ်ကောင်းလားစိတ်မကောင်းလားတစ်ခုခုတော့ဖြစ်လာတတ်တယ်ပေါ့နော်တစ်ခုခုတော့ဖြစ်လာ ူဘောပုံញင်းစဗပင်းစယံမေသောခုရုတိဣတာလူဘောရလာတဲ့လူသားတယောက်ဟာတဲ့ကောင်းတာလဲလုံးမိတယ်မကောင်းတာလဲလုံးမိတယ်ကောင်းတာတွေလဲသူ့ယင်ထဲမှာဖြစ်တယ်မကောင်းတာတွေလဲသူ့ယင်ထဲဖြစ်တယ်အတွေ့အနေနဲ့သူ့ယင်ထဲမှာနှလုံးထဲမှာဖြစ်လာနော်ကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်တာမကြိုက်တာလည်းမဆိုင်ဘူး ကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးမကောင်းမှုအကုသိုလ်ဆိုတာပွိုင်စင်းလို့ဟာမျိုးတွေပဲအေးကောင်းတာလည်းဖြစ်တယ်မကောင်းတာလည်းဖြစ်တယ်ဖြစ်လာရင်ဘာဖြစ်လဲဆိုရင်တင်ညိတတတကံဟောတိကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းမကောင်းဆိုတဲ့ကုသိုလ်အကုသိုလ်ကံတွေဟာကိုယ်နဲ့ပဲပတ်သက်သွားပြီပတ်သက်တယ်ဆိုတာ responsible တာဝန်ရှိသွားပြီလို့ပြောတာเนาะ ကိုယ့်ရင်ထဲရောက်တာကိုစားလိုက်တဲ့အစားအစာဟာဖိုင်းနာစရာရှိရင်ကိုယ်ပဲနာမှာပဲလေကောင်းလို့ရှိရင်လည်းကြမ်းမာတယ်ဆိုရင်ကိုယ်ပဲကြမ်းမှာကိုယ့်ရင်ထဲရောက်သွားတဲ့အကုသိုလ်တစ်ခုဟာကိုယ့်အတွက်ဆိုးကျုပ်ပေးဖို့ဖြစ်လာကိုယ့်ရင်ထဲရောက်လာတဲ့ကုသိုလ်ကလည်းကောင်းကျိုးချမ်းသာရဖို့ဖြစ်လာမှာဖြစ်တယ်ဒါရင်လားဒီဘဝတယ်လားကောင်းကျိုးဆူကျူပေးတာလားလို့ဆိုဘယ်ဟုတ်မလဲ ကြံတဲ့ဟာတွေကတော့ထားကြရတာဖြစ်တော့လည်းပဲအခုကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့အကောင်းအဆိုးကံမျိုးတွေကတော့တင်စအာရယခစ္စတိဘဝမှာယူသွားရမယ့်အရာတွေဖြစ်တယ်ကိုယ်နဲ့ပါသွားမယ့်အရာတွေဖြစ်တယ်ကောင်းတာလုပ်လို့ရှိရင်လည်းကောင်းမှုကုသိုလ်တွေပါသွားမှာပဲမကောင်းတာလုပ်လို့ရှိရင်လည်းမကောင်းမှုအကုသိုလ်တွေပါသွားမှာဒီလိုဆိုလိုတာပေါ့နော်ကောင်းမကောင်းနေဟာ တရဝရရဲ့အနေထားကိုကြည့်ပြီးမြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်ဒီလိုဖြစ်နေရင်ဘလို့လောကဘာလုံးတဲ့လဲဆိုတော့မြတ်စွာဘုရားရဲ့အဆုံးမှာတဘာဝအပြင်လူတွေအကောင်းလဲလုပ်တဲ့ဆိုတဲ့လုပ်တယ်ဆိုရင်ဘလို့နေရမလဲဘာလုံးရမလဲဆိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ် အတ္တနိစေပိယံစညာနနပပိနတန်ယုစီကိုကိုတမိုးထားပြီးတော့ကိုကိုမျက်နှိုးတယ်ဆိုရင်လူတွေကကိုကိုမျက်နှိုးတယ်လို့သာပြောကြတာဒုက္ခရောက်အောင်လေကိုပဲလုံနေကြเนาะကိုပဲလုံကြတာပဲလေကောင်းတဲ့ခြင်းပြီးလုံကြတာကြီးပဲကောင်းတယ်အဲ့တော့ကိုကိုမျက်နှိုးရမှန်တကယ်သိတယ်ဆိုလို့ရှိရင် နနံဗပိနတံယုစေမကောင်းမှုအကုသိုလ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာမဖြစ်စေနဲ့အစိတ်တောက်တွေကိုယ်စီမရောက်စေနဲ့လို့သူတို့ပြောဘာကြောင့်လဲလို့ဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကာရိနမကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာအစဉ်ပြေမှုဆိုတာရဖို့ရအမတမခဲနေမရနိုင်ဘူးလို့ပြော မကောင်းတာတွေကကောင်းကျိုးရဖို့ဆိုတာမဖြစ်နိုင်ဘူးသူတို့ပြောတာအေးဒါကြောင့်မို့နေ့စဉ်နဲ့မြဘဝမှာတတိထားရမှာဒီအချက်ပဲဖြစ်တယ်ဟောမကောင်းမှုအကုသိုလ်လားကုသိုလ်ကောင်းမှုလားဆိုတာကွဲကွဲပြားပြားသိရှိနားလည်ပြီးမကောင်းမှုအကုသိုလ်မှန်သမျှကိုအတ္တမလို့ခေါ်တယ်ကောင်းမှုကုသိုလ်မှန်သမျှကိုဓမ္မလို့ခေါ်တယ် အတ္တမနဲ့ဓမ္မမကောင်းမှုအကုသိုလ်တွေကို အနတ္ထအကျိုးမဲ့ဆိုးကျိုးကိုပေးရတဲ့ຢာတွေဆိုးကျိုးတွေကောင်းမှုကုသိုလ်တွေကြတော့အတ္ထကောင်းကျိုးတွေတို့သဘာဝကိုဒီလိုရှိအဲ့ဒါကိုကြွဲကြွဲပြပြခြားခြားနာနာသိပြီးတော့ကိုယ်ကိုမြတ်လို့ရဆိုရင်ကုသိုလ်ကောင်းမှုလုပ်ကြတယ်ဒါကြောင့်မို့မိမိတို့နှစ်စဉ်ရှာကြံထားကြတဲ့ ငွေချေတနာတွေနှမြောမဖက်ပဲကုသိုလ်ကောင်းမှုရခြင်းလို့နေ့စဉ်ကထိန်ခင်းကြတယ်ရရှိကြတယ်ကုသိုလ်ကောင်းမှုရအောင်ကြိုးစားအထောက်ချတာဟုတ်ဒါဟာသူများလို့လို့လှုပ်တာပဲဖြစ်စေအမတ်တရားပဲအမတ်တမဲ့လှုပ်တာပဲဖြစ်စေအမတ်တရားလှုပ်တာပဲဖြစ်စေလှုပ်တဲ့အချိန်မှာစိတ်စေတနာစွမ်းအားနဲ့လှုပ်ကြတာဖြစ်လို့ ိုယ်ရင်နဲ့နှလုံးနဲ့ကဖလှလိုက်ပြီးတန်းလိုက်ပြီးဆိုလို့ရှိရင်မျိုးစေ့တွေဖြစ်သွားတာအဲ့ဒီမျိုးစေ့တွေကကိုယ်စီကိုတုံ့ပြန်လာမှာဖြစ်တယ်။တရက်စီကိုစလိုက်ရင်တရက်ပင်တရက်ပင်ကတီးတဲ့အခါတရက်တီးဒီလိုအကျိုးတရားကတော့ပြန်ရလာမှာပဲဖြစ်တယ်ပေါ့။ပျောက်ပြက်သွားတယ်လို့ဘယ်တော့မှမရှိဘူး။ကိုယ်လုံးတဲ့အလုပ်ကအမတ်တရလုံးတာပဲဖြစ်စေအမတ်တမဲ့လုံးလိုက်တာပဲဖြစ်စေ ကံကြမ္မာရဲ့သဘာဝဟာရှင်တဲ့နှလုံးနဲ့ရောက်သွားလို့ရှိရင်အကျိုးမပေးရဘဲနဲ့လုံးဝကြီးပျောက်ကွယ်သွားတာမျိုးမရှိဘူးဒီဘဝမှာအကျိုးပေးရမယ်ဆိုရင်ဒီဘဝအကျိုးပေးမယ်တချို့ကဒီဘဝမှာအကျိုးပေးမယ်တချို့ကနောက်ဘဝမှာအကျိုးပေးမယ်တချို့ကတန်တရားထဲမှာရှိသည်မြအကျိုးပေးမယ်ကံတရားဟာ၃မျိုး၃မျိုးကွဲသွားတယ်ရှင်နဲ့ရောက်လာတဲ့ ကံတရားတွေကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေသုံးမျိုးသုံးစားကွဲပြားချမ်းသာသွားဒီဘဝတွင်အကျိုးခံစားမယ့်ကံမျိုးနောက်ဘဝကျမှအကျိုးခံစားရတဲ့ကံမျိုးအေးတတိယဘဝကစပြီးတော့နိဗ္ဗာန်ရသည့်တိုင်အောင်အကျိုးပေးမယ့်ကံမျိုးလို့ဒိဋ္ဌဓမ္မဝေရဏိယဥပပိစ္ဆဝေရဏိယအပရာပရိယဝေရဏိယလို့ ကံတွေဟာသုံးမျိုးသုံးစားကွဲပြားခြားနားသွားပြီးကုသဏ္ဏမှာအကျိုးအနေနဲ့ဖြစ်ပေါ်လာမှာဖြစ်တယ်ပေါ့တစ်ပင်လေးကြီးရလားအပင်လေးတွေဟာနော်ပုံလာပင်တို့လိုငရုတ်ပင်တို့လိုခရမ်းကျင်ပင်တို့လိုအခုဆိုင်မကြခင်ပေါက်လာပြီးတော့မကြခင်ပွင့်မကြခင်အတိအကျ တတန်တို့တဲ့ပင်လေးတွေဟာချက်ချင်းကျူပြေးနည်းနည်းတတန်ကြာတဲ့အပင်တွေကျတော့နှစ်နှစ်သုံးနှစ်ဆောင်ရဗျာအလွန်တတန်ရှည်တဲ့ပင်တွေကျတော့10နှစ်15နှစ်နှစ်20ဆိုတာလို့အကျိုးပေးတဲ့အချိန်ချင်းဟာမတူညီကြဘူးတဲ့ဒါကြောင့်မို့သတိထားရမှာတော့ကိုယ်ဘဝအတွက်တမိုးတက်စေတတ်တဲ့ကုသတရားကို စ조사အထောက်အပံ့ဖြစ်တယ်